ဂါဇာကမ်းမွန်ဒေတာပြစ်ခတ်ရဆဲရင်ပြစ်ခတ်တော့လာမဆာပြီးပါလက်စတိုင်း၄သိန်းအိုမဲအိမ်မဲပြစ်ခတ်ရပါတယ်အခုအင်ဒိုနီးရှားကကူညီချင်နေပါတယ်အင်ဒိုနီးရှားသမ္မတဘာဘူဝိုဆူဘီယန်တိုကအတူတဖြင့်ပါလက်စတိုင်းတို့အားယာယီကုလွန်ခွင့်ပေးရန်အစီအစဉ်ဖြစ်နေပြီဖြစ်ကြောင်းပြောကြားခဲ့သည်မိဘမဲ့ရှေကူတယန်လိုအပ်နေသူများဘရောအုပ်စုတွင်လူထောင်ခန့်ပါဝင်မည်ဖြစ်သည်ဂါဇာမှလူအချို့ကိုအင်ဒိုနီးရှားသို့ပြောင်းရွှေ့လုပ်ကင်ခွင့်ပေးရန်ဂျကာတာမှာ ဆွေးနွေးပြီးနောက်ရပ်ပိုင်းအကြာတွင်ရင်းတရင်ထွက်ပေါ်လာခြင်းဖြစ်သည်အင်ဒိုနီးရှားကဘာကြောင့်ဒီလိုလုပ်ရတာလဲဂါဇာကမ်မိုဒီတာတွင်အစ္စရေးအတက်ခတ်မှုများပြန်လည်စတင်ခြင်းမှဆက်၍ပါလက်စတိုင်းတောင်လေယာကျော်တိုက်ဆုံခဲ့ပြီးအများပြားမှ၎င်းတို့၏နေအိမ်များကိုဆုံးခွာခဲ့ကြရသည် အင်ဒိုနီးရှားသမ္မတကပါလက်စတိုင်းအရာရှိတွေနဲ့ဆွေးနွေးပြီးဘေးလွတ်ရာဆွတ်ပြောင်းဖို့အစီအစဉ်ကိုပြင်ဆင်ဖို့နိုင်ငံခြားရေးဝန်ကြီးကိုပြောခဲ့တယ်လို့ဆိုပါတယ်။ပထမအုပ်စုကိုယူဆောင်ရန်လေရင်များဇီလွတ်မြစ်ဖြစ်သည်။ဒါပေမဲ့ဒါကအမြဲတမ်းနေရာပြည်လည်နေရာချတာရေးမဟုတ်ပါဘူး။အင်ဒိုနီးရှားကကမ္ဘာအကြီးဆုံးမွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံဖြစ်ပြီးပါလက်စတိုင်းကိုအမြဲတမ်းထောက်ခံခဲ့ပါတယ်။ပြီးခဲ့သောနှစ်တွင်ဂါဇာတို့ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များဇီလွတ်ရန်ပြင်အစီအစဉ်ဖြစ်နေပြီဖြစ်သည်။ ငြိမ်းချမ်းသောပြည်ရှင်ဤကိုစာဖွေရာတွင်အခြားသောနိုင်ငံများကအင်ဒိုနီးရှားကိုပိုမိုကူညီရန်တောင်းဆိုထားသောကြောင်းစူပြန်တို့ကပြောပါတယ်။ဒါပေမဲ့ဒီထက်မကရှိကောင်းရှိနိုင်ပါတယ်။တချို့ကလည်းဒါကအမေရိကန်ရဲ့ PC PR ကြောင့်ဖြစ်နေတယ်လို့တချို့ကပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂါဇာကမ်းရောင်းဒေသမှာပါလက်စတိုင်းအားလုံးကိုဖယ်ရှားရန်နယ်မြေရှင်းလင်းရန်နဲ့၎င်းကိုအဓိကအိမ်ချမ်းမြေအဖြစ်ပြောင်းလဲပြင်ရန်အစီအစဉ်ရှိခဲ့သည်။ဆိုပါယူဆကိုအစ္စရေးကထောက်ခံခဲ့ပြီး ယခုတရင်ပတွင် အစ္စရေးဝန်ကြီးချုပ်နာတန်ယာဟုက၎င်းနဲ့ပတ်သက်ပြီးဆွေးနွေးရန်ဝါရှင်တန်နဲ့ထရန်နဲ့တွေ့ဆုံပြီးဖြစ်သည်။ထရန်ကသူတို့ကဂါဇာမှာတောကထားတဲ့လူတွေပါသူတို့ကိုရွေးချယ်ခွင့်ပေးတာပါမလို့လဲလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ပါလက်စတိုင်းတွေကတော့ဒီအကြမ်းစီကိုဖယ်ချခဲ့ကြပါတယ်။ အင်ဒိုနီးရှားအပါအဝင်အာဖရိကနဲ့မွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံများစွာရှိပါတယ်။ပါလက်စတိုင်းတွေကိုဂါဇာကမ်းမြောင်ကနေထွက်ခွာခိုင်းတာကိုစတင်ကြောင်းအင်ဒိုနီးရှားနိုင်ငံသားဝန်ကြီးကလွန်ခဲ့သောနှစ်လကပြောကြားခဲ့ပြီးအဲ့ဒီသဘောထားကပြောင်းလဲခြင်းမရှိသေးပါဘူး။ ဒါဆိုအင်ဒိုနီးရှားကဘာအခုဘာကြောင့်ပိုလုံးလာတာလဲအင်ဒိုနီးရှားကအမေရိကန်ရဲ့ဂုံတမှုစီကြမှုတွေကြောင့်စီးပွားရေးပြဿနာများနဲ့ရင်ဆိုင်နေရပါတယ်အမေရိကန်ကမကြသေးမီကအင်ဒိုနီးရှားထုတ်ကုန်အချို့အပေါ်အခွန်30နှစ်ရာခိုင်နှုန်းတိုးမြှခဲ့ပါတယ်ဆက်စံရေးတိုးတက်စေရန်အတွက်အင်ဒိုနီးရှားကလာမယ့်တရင်ပတ်မှာအမေရိကန်တို့အစ်မြစ်အဖွဲ့တစ်ဖွဲ့ဇီလိုမဲ့ဖြစ်ပါတယ်။၎င်းကအမေရိကန် တွင်းကုန်များအပေါ်လိုက်လျောမှုများလည်းပြုလုပ်ထားပါတယ်။ပြီးခဲ့သောလမှာအင်ဒိုနီးရှားကဂါဇန်လူမျိုးတရားကိုအင်ဒိုနီးရှားတွေအလုံးလုံးခွင့်ပေးရန်အစ္စရေးနဲ့တန်တမာဆက်စပ်ရေးမရှိတဲ့နိုင်ငံနဲ့လဲဆွေးနွေးခဲ့ပါတယ်။ဒီအစီအစဉ်ကိုမစတင်ရသေးတော့လဲအင်ဒိုနီးရှားကပါလက်စတိုင်ဒုက္ခသည်တွေကိုလက်ခံရန်ပုံမပွင့်လင်းလာတာကိုပြသနေပါတယ်။ဒါပေမဲ့ဒီလှုပ်ရှားမှုတွေရဲ့အချိန်အခါကမိကုန်းတွေအများကြီးထွက်လာပါတယ်။ According to reports around 100 Gazans would be part of the first wave of the program. While the plan hasn't been executed yet,